င်္ဂလာပါရှင်ဒီဇင်ဘာလ2ရက်အင်္ဂါနေ့အတွက်ရှေရုံကရဲ့လှလှရှာရာရန်ကုန်တရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့မော်ဘီမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲမှကြိုတင်မဲပုံများချိတ်ပိတ်ခြင်းဆောင်ရွက်တဲ့တရင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးမော်ဘီခိုင်မော်ဘီမြို့နယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲရုံတွင်ဒီဇင်ဘာ2ရက်နေ့နဲ့ပိုင်းကကြိုတင်မဲပုံများအားချိတ်ပိတ်ခြင်းများဆောင်ရွက်ကြကြောင်းသိရပါတယ်။ ကျွတ်တင်မဲပုံများချိတ်ပိတ်မှုဆောင်ရရင်ညွန့်နယ်ကော်မရှင်အဖွဲ့ဝဲဥက္ကဋ္ဌဦးလာဦးညွန့်နယ်ကော်မရှင်အတွင်းရေးမှူးဒေါက်တင်စာလွင်ကော်မရှင်အဖွဲ့ဝင်များနှင့်ညွန့်နယ်ပါတီကိုယ်စားလှယ်တဦးစီတယောက်ခါကျွတ်တင်မဲပုံများချိတ်ပိတ်ခြင်းကိုဆောင်ရွက်ကြကြောင်းသိရပါရရှင်ဆက်လက်တင်ဆက်ပေးမှာကတော့လမ်းမော်တောင်ရန်စားတော်သူမင်းကလေးငယ်တဦးကားတိုက်ခံရပြီးတိုက်ဆုံမှုလှိုင်းတိုင်ရရင်ဖြစ်ပွားတဲ့တဲ့ရင်ဖြစ်ပါတယ် ရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာနောက်ပိုင်းမြို့နယ် BOC မိပွိုင်တွင်လမ်းမင်း၌တောင်ရင်စားတော်သူမိကလေးငယ်တအူကိုကားတိုက်ခံရလို့တေဆုံးမှုနိုဝင်ဘာ30ရက်ည7:00နာရီခန့်ကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ဖြစ်စဉ်မှာ BOC မိပိုင်တွင်တောင်းရင်စားတော့နေတဲ့အသက်70နှစ်အရွယ်မိန်းကလေးငယ်ကိုကားတစ်စီးကဝန်ရောက်တိုက်မိခဲ့ရာဥကောင်းတန်ရာပြင်းထန်စွာရရှိပြီးနေရာမှာပဲတည်ဆုံးခဲ့ကြောင်းသိရပါဗါးကားကတိုက်ပြီးမောင်းပြေးသွားကြောင်း တည်ဆုံသူမိန်းကလေးငယ်ရေရှုပ်လောင်းကိုဒေသခံလူမှုကွန်ရက်အသင်းတစ်ခုကလှိုင်းသာယာပြည်သူစေယုံတို့ပူဆောင်ပေးခဲ့ကြောင်းနဲ့ထွက်ပြေးနေတဲ့ရှင်မောင်ကိုရဲတပ်ဖွဲ့ကစုံစမ်းရှာဖွေလျက်ရှိကြောင်းလည်းသိရှိရပါတယ်ရှင်။